ကြောက်တယ်ဆိုတာဒေါသကြောင့်ဖြစ်တာလူတွေမှာဒေါသကဘာကြောင့်ရှိလို့ဆိုလောဘရှိလို့ဒေါသရှိလူတွေမှာကိုယ့်ကိုယ်တွေ့တာတယ်ဆိုရဲလောဘကိုယ့်ပစ္စည်းကိုတွေ့တာတယ်ဆိုရဲလောဘကိုယ့်မိသားစုကိုယ်တိုင်းဝိုင်းကိုတွေ့တာတယ်ဆိုရဲလောဘဘဝကိုတွေ့တာတယ်ဆိုရဲလောဘတွေကြောင့်လူတွေဟာကိုယ့်အနေရဖြစ်မှကြောက်ရွံ့ကြတယ်ကြောက်တဲ့စိတ်တွေပေါ်ကြတယ် တွေ့တာမှုသည်ကြောက်ရွံ့တဲ့စိတ်ကိုဖြစ်ပေါ်စေတယ်ပေါ့။ညစောဘုရားကြတော့အဲ့ဒီလိုကိုကိုကိုလည်းမတွေ့တာဘူး။မိသားစုလည်းမတွေ့မတွေ့တာဘူး။တပည့်ယဟန်နေပေါ်မှာလည်းမတွေ့တာဘူး။အလုံးညစောဘုရားတမ္မာဝိမု ക്ത အလုံးကိလေသာစိတ်တွေကနေလွတ်မြောက်နေတာဖြစ်တယ်ပေါ့။အဲ့ဒီလိုလွတ်မြောက်နေတာဖြစ်သောကြောင့်ညစောဘုရားမှာ စိတ်ထဲမှာတုံလှုပ်သွားတာခြောက်ချသွားတာလုံးဝမရှိဘူးတဲ့